မျိုးသားရေးစိတ်တည်းရှိဆိုတာတနိုင်ငံလုံးတပြည်တော်တို့ရဲ့နိုင်ငံတွင်းထဲမှာလူမျိုးပေါင်းစုံပါရပေါင်းစုံတပြည်တော်တို့တိုင်းသားအားလုံးတနိုင်ငံလုံးရဲ့လူတွေအားလုံးရဲ့လူမြောက်ရေးဟာမျိုးသားရေးပဲယနေ့မျိုးဘာသာတာရဏရေးဆိုပြီးတော့ခေါင်းကြီးတက်ပြီးတော့ပေါ်ပေါက်လာတဲ့အရာကဆရာနာရှင်တွေရဲ့နော်သူတို့ခိုင်းတာလို့ဖို့အတွက်ပေါ်ပေါက်လာတာပဲအခုမိမိတို့ကမျိုးသားရေးဆိုတာခေါင်းကြီးတက်ထားတာပဲရှိတယ်လေမှန်ပါဗျာတကယ်တမ်းကျတော့ဆရာနာရှင်ကကိုယ့်ကို ခုနပြီးကလေးအတုရောင်ခေါင်းစည်းတက်ပြီးလိုက်တာခေါင်းစည်းတက်ပြီးနဖာကျိုးထိုးပြီးလိုက်တာပေါ့ဒါပေါ့ခိုင်းစာရင်လို့တကယ်တမ်းကျတော့ဒီပြည်သူလူနိုင်ငံသားတွေအားလုံးကလူလည်းရေအတူတူယူခဲ့ကြတယ်မှန်ပါကာရာဘောင်းတို့လူမျိုးပေါင်းတို့နော်အကုန်လုံးတိုင်းရင်းသားကောင်းတော့အကုန်လုံးဒီလူလည်းရေကိုရအောင်တိုက်ယူခဲ့ကြတာမှန်ပါဗျာလူလည်းရေရပြီးကမှခေါင်းကပြောခဲ့တဲ့နော်အာငါတို့ကအရေးကြီးတယ်ဗမာအရေးကြီးတယ်ငါတို့ဗုဒ္ဓဘာသာကအရေးကြီးတယ်ဟေးဆိုတာဟာ အနာရှင်နေလောက်တာဗျာမှန်ပါဗျာကျန်တဲ့လူတွေကဘယ်သူမှဒီလိုမျိုးမရှိဘူးမှန်ပါနော်ဒါကိုသိကြဖို့အရေးကြီးတယ်တကယ်မျိုးသားကြီးအစ်စ်ဟေ့ဆိုရင်ဒီတမျိုးသားလုံးကိုဒုက္ခပေးနေတဲ့ဒီစစ်အနာရှင်တွေကိုတော်လှန်ရမှာပဲမှန်ပါဗျာတမျိုးသားလုံးကိုဒုက္ခပေးနေတဲ့အနာရှင်နဲ့ပေါင်းနေဟေ့ဆိုတဲ့ကောဒါဟာမျိုးသားတစ္ဆာပေါက်ပဲမိတ်ဆွေများအားလုံး ော်လန်သောနေသက်ပါတေရောမင်းတို့ညနဲ့မှတ်သားဖွဲ့ရာဓမ္မတာကိစ္စအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်သူတို့ဒီတစ်ပတ်မှာတော့မြို့သားကြီးစိတ်ဓာတ်မြို့သားကြီးဟောဟာရကဘယ်ကနေအဓိကဆက်သက်လာခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့သင်တွေတင်ပြသွားကြမှာပဲဖြစ်ပါတယ်တေရောမင်းတို့ညဗုဒ္ဓတက္ကသိုလ်ပေါ်ပြီးဆရာတော်တို့နဲ့အတူမြို့သားကြီးစိတ်ဓာတ်တွေပေါ်ပွားလာပုံအခြေတည်ပြီးတော့မှဒီနေ့မျက်မှောက်ခေအခြေအနေမှာမြူသားကြီးဆိုတဲ့ဩဟာရကို သူတွေကမောင်ပိုင်စီခိုးယူသုံးဆွဲခဲ့ကြပြီလဲဆိုတာနဲ့ပတ်သက်ပြီးတော့အခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်။ဒီမှာဆရာတို့မင်္ဂလာပါဗျာ။မင်္ဂလာပါဗျာ။မှန်ပါမှန်ပါ။အမပြီးတော့ပြီးခဲ့တဲ့တစောင်းပုံ လာပြီးကျော်10ရက်ပေါ့ဗျာ။ပြီးတော့မြန်မာသမိုင်းမှတ်တမ်းနဲ့မှာတော့တစောင်းပုံလာဆို10ရက်နေ့ပေါ့။အဲ့10ရက်နေ့ကိုပြီးတော့အမျိုးသားနေ့ဆိုတော့တတ်မှတ်ကြတာပေါ့ဗျာ။အဲ့လိုတတ်မှတ်ပြီးတော့အခုပြီးခဲ့တဲ့10ရက်နေ့ကလည်း ခုဖက်စစ်စစ်တပ်မတိုင်းတပ်တို့အမျိုးသားအောင်ပွဲကျင်းပတဲ့ပုံစံမျိုးတွေရှိပါတယ်ဗျာခုလူမှုထူးချွန်စုဆိုတာမျိုးတွေပေးရတယ်ပေါ့နော်ဟိုတကယ်တကယ်ဟိုအမျိုးဦးဇင်းတို့တပည့်တော်တွေရဲ့တန်းပြီကိုဟိုတကယ်မဆောင်ချောက်ပဲနဲ့ဖြည့်ဆည်းနေတဲ့သူတွေကျန်အားပါတွေကိုရရှိထားတဲ့ရရှိခဲ့ကြတာတွေလည်းတွေ့တွေ့ခဲ့ရတာပေါ့ဆိုတော့တပည့်တော်တို့1920ခုနှစ်ကျောင်းသားအရေးခင်းပေါ့အင်္ဂလိပ် ကိုလိုနီခေတ်မှာရခိုင်ကနေမှာစတင်ပေါက်ဖွားလာတဲ့အမျိုးသားရေးစိတ်ဓာတ်ပေါ့ကျောင်းသားလူငယ်တွေကပဲဒီအမျိုးသားရေးစိတ်ဓာတ်ကိုစတင်ပြီးတော့မှဟိုတတိတီခဲ့ကြတာပေါ့တတိတီခဲ့ပြီးတော့မှအဲ့ဒီချိန်မှာဗမာပြည်တီတို့ပြည်ဗမာသားတီတို့စာဗမာစကားတီတို့စကားတို့ပြည်ကိုချစ်ပါတို့စာကိုချစ်မြတ်ပါတို့စကားကိုလေးစားပါဆိုပြီးတော့ဆောင်ပုံးနဲ့အညီရို့တို့အမျိုးသားအကြောင်းနေလေတီတီပွင့်ခဲ့ကြတယ်လေမြူသားတက္ကသိုလ်ကောလိပ်တီပေါ့ဒါတွေထိကိုတကယ်ကိုကိုလိုနီခေတ်မှာကျူကျူပမာနဲ့ အားလုံးစူးစမ်းခဲ့ကြတာပေါ့အဲ့ကြတော့အဲ့ထဲမှာမာရီယိုတို့ဒီအမျိုးသားကြွတ်ကြော်တန်ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါဗမာသားတီဒုစာပေါ့ဗမာပြည်တီဒုပြည်ဒီလိုမျိုးကဗမာပြည်တီအမျိုးသားပြည်ဒီလိုပုံစံမျိုးအေအမျိုးသားကြွတ်ကြော်တန်ဖြစ်ခဲ့အမျိုးသားရေးစိတ်ဓာတ်ကိုသွသွင်းခဲ့ကြတယ်ပေါ့ဗျာအဲ့ချိန်တုန်းကအမျိုးသားရေးဆိုတဲ့နေရာမှာဒီလိုဒုဗမာစည်းရုံးတွေပေါ်ပေါက်လာတဲ့အခါတော့အလုံးအလွှာပေါင်းစုံလူမျိုးပေါင်းစုံပါဝင်ခဲ့ကြတာပေါ့ဗျာ ဆိုတော့ဒီနေ့ဒီချိန်မှာအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆိုပြီးတော့မဘာသာပေါ်ပေါက်လာခဲ့တယ်ဗျမဘာသာပေါ်ပေါက်လာခဲ့တဲ့အခါမှာအခုဒီနေ့ဒီချိန်ကဆိုလို့ချင်းမဘာသာအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆိုတဲ့မဘာသာတွေတဖန်ပြန်ပြီးတော့အမျိုးသားရေးဆိုပြီးပြန်ကောင်းထောင်ထလာတာလည်းရှိတယ်ပေါ့နော်အတူရောင်ရွေးကောက်ပွဲကိုအခြေခံပြီးတော့မှမဲဆွယ်တဲ့နေရာမှာလည်းပဲဒါမျိုးဘာသာသာသနာအတွက်ဟိုမဲပေးရမယ်ရွေးကောက်ပွဲကိုအောင်မြင်ကျင်းပရမယ်ဆိုတာမျိုးတွေလည်း ပြောလာကြတာဖြစ်လေတော့တပိတော့စဉ်းစားမိတာကအမျိုးသားရေးဆိုတဲ့အမျိုးသားရေးစိတ်တက်ဟာကိုလိုနီခစ်က1920ပြည့်နှစ်ကျောင်းသားရေးတွေအဲ့ဒီတုန်းကကျောင်းဆရာဆရာမတွေပေါ့အလုံးစိတ်တက်ကိုမွေးမြူခဲ့ကြခြင်းဟာပြည်တော်စုကိုအခြေခံတဲ့အမျိုးသားရေးပေါ့ဘာသာတာသနာဆိုတဲ့ခေါင်းစည်းအောက်မှာမပါတဲ့အမျိုးသားရေးစိတ်တက်ကိုမွေးမြူခဲ့ကြဒါဖြစ်တယ်ဒါမူရင်းအမျိုးသားရေးစိတ်တက်လို့သူရောမြင်ပါတယ်ဗျအဲ့ဒီပုံမှာမှာခုမဘာသာအဖွဲ့အစည်းကဟိုကြွေးကြော်လာတဲ့ မြို့ဘာသာသာသနာဆောင်လျှောက်ရေးဆိုတဲ့ဟာဒီဘုရားဘာသာတူတဲ့ဒါမှမဟုတ်လို့ကျင်ဗမာလူမျိုးတူတဲ့ပေါ့နော်အဲအတွက်အဲဆိုပြီးတော့မှမောင်ပိုင်စည်းသွားတယ်လို့ခံစားရပါတယ်ဗျာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့တို့အဲချက်တော့ရှင်းကြရှင်းကြပါအောင်ဗျာပြန်ပါဗျာညီမတို့တို့အကြောင်းအရာတွေချင်းကတဲ့အခါမှာလာရအရေးကြီးတယ်ပေါ့လာရနဲ့လာရပေါ့မှန်ပါဟုတ်လေဆိုတော့အဲ့ဒီခေတ်ကာလကရေးဆိုတာမြို့တော်တို့တိုင်းမျိုးကိုလိုနီ ပြုတ်ထားတယ်တိုင်းတစ်ပါးကနေပြီးတော့တနည်းအားဖြင့်ပြောရင်ကျုံပြုတ်ထားတာပေါ့ဗျာမှန်ပါဗျာတကယ်တပည့်တော်တို့ပိုင်နေချုပ်ချာအာဏာကိုသူတို့ကမတရားရယူထားတယ်ဒါကိုတပည့်တော်တို့ကနော်ဒီချုပ်ချာအာဏာပြည်သူတွေပြင်ရဖို့ဖြစ်တယ်နော်အဲ့ဒီတုန်းကဟေးဆိုလို့ရှိရင်ဒါတပည့်တော်တို့မြန်မာပြည်မှာဟေးဆိုရင်ခုနကပြောခဲ့တဲ့အင်္ဂလိပ်ကနေပြီးတော့နှိမ်ထားတာပေါ့ဗျာ ောက်လေဆိုတော့ဒိုင်းဘာရာရေးဆိုတော့ဂျုံလာပြုတ်တယ်ဟေးဆိုတဲ့ကွာနှိမ့်တာပေါ့ဤညာရေးဆိုရင်တပည့်တော်တို့က university တက်ခွင့်မရှိဘူးလေမှန်ပါဗျာအဲကလကတားအောက်ကနေပြီးတော့တပည့်တော်တို့က college အခွဲလေးလောက်ကိုထားတာပေါ့မှန်ပါအဲရနေမှတပည့်တော်တို့ကနာပြုတ်ခဲ့တဲ့နော်ဒီပညာရေးတွေအဲတက်ကြိုတွေတီထောင်ခွင့်တွေအစရှိတဖြစ်ပေါ့သူတို့ဓာတွေကိုတပိတ်မှောက်တာပေါ့ဗျာသူတို့ဥပဒေတွေကိုပြောချင်တာအရာကတော့ဗာလေးရေးဆိုတဲ့ခါမှာ အဲ့ဒီတော့မျိုးသားရေးစိတ်တည်းရေးဆိုတာတနိုင်ငံလုံးတပြည်တော်တို့ရဲ့နိုင်ငံတွင်းထဲမှာလူမျိုးပေါင်းစုံပါရာပေါင်းစုံတပြည်တော်တို့တိုင်းနာအားလုံးတနိုင်ငံလုံးရဲ့လူတွေအားလုံးရဲ့လူမြောက်ရေးဟာမျိုးသားရေးပဲမှန်ပါဒီမျိုးသားတွေရဲ့အားလုံးရဲ့ပညာရေးကျန်းမာရေးစီဝါရေးအကုန်လုံးဆက်ဆက်ရရကောင်းဖို့ရေးဆိုရင်တော့သူများကလည်းပြောကြတယ်ကိုလိုနီလာလောက်ထားတဲ့လက်အောက်ကနေပြီးတော့လူမြောက်ဖို့ရေးဆိုတဲ့ဒါမျိုးသားရေးစိတ်သက်ကိုရိုက်တွင်းခဲ့ကြတာ မှန်ပါဘုရားတပည့်တော်တို့ခုနကပြေခဲ့တဲ့ယနေ့မျိုးပါဒသာရဏာဟိဆိုပြီးတော့ကောင်းကြီးတက်ပြီးတော့ပေါ်ပေါက်လာတဲ့အရာကစိရနာရှင်တွေရဲ့နော်သူတို့ခိုင်းတာလို့ဖို့အတွက်ပေါ်ပေါက်လာတာပဲမှန်ပါယနေ့တည်ကြတဲ့အချိန်မှာယနေ့စိရနာရှင်ဟိဆိုတာ1962ခုနှစ်တည်းကနေပြီးတော့နော်ယနေ့မိစ္ဆာကောင်မင်းအောင်နိုင်အထိပြန်ကြည့်မှန်ပါလေရန်ရေးဆိုလို့ရှိရင်ဘုရောက်အောင်စန်းတို့ဖွဲ့စည်းခဲ့တဲ့တပ်မတော်ကြီးဟာနော်ခုနကပြောခဲ့တဲ့ တိုင်းတစ်ပါးအောက်ကလူမြောက်ရေးနော်တခြားတိုင်းပြည်တွေကနေပြီးတော့စစ်တေလာခင်းနေဟေးဆိုရင်ကိုယ်နိုင်ငံသားတွေကိုကာကွယ်စောင့်ရှောက်ရေးမမဒါတွေတော့ဖွဲ့စည်းထားခဲ့တဲ့စစ်တပ်ဟာနေဝင်းအာဏာသိမ်းလိုက်တဲ့ကိုကတပြည်တော်တို့ပြည်သူပိုင်မဟုတ်တော့ဘဲနဲ့နေဝင်းတို့အာဏာရှင်တွေလူလူစုပိုင်ဖြစ်သွားလူစုပိုင်ဖြစ်သွားမမအဲ့တော့တကယ်အဲ့တော့ပြန်စဉ်းစားကြည့်ပေါ့နော်တပြည်တော်တို့ကကိုနေပြခဲ့တဲ့အင်္ဂလိပ်လက်အောက်ကနေပြီးတော့နော်ဘိုးကျောင်းဆန်းတို့ယူပေးခဲ့တဲ့အတွက်ကြောင့်တပြည်တော်တို့ကလွတ်လပ်တဲ့ လူမျိုးဖြစ်သွားပြီဒီချုပ်ချာအာဏာဟာပြည်သူပိုင်နဲ့ချုပ်ချာအာဏာဖြစ်သွားပြီမှန်ပါဒီချုပ်ချာအာဏာကိုတဖန်ပြန်လဲပြီးတော့ခိုးယူလိုက်တာဘယ်လိုတွေတုံးဒီစစ်တပ်ကပဲစစ်တပ်ကလူတွေပဲအာဏာစစ်တပ်ကိုတုံးချပြီးတော့အာဏာရှင်တွေပေါ့မှန်ပါသူတို့ခိုးယူလိုက်တာပဲမှန်ပါနော်ပြည်သူပိုင်ချုပ်ချာအာဏာကိုခိုးယူတယ်စစ်တပ်ကြီးကိုခိုးယူတယ်ဟေ့ဆိုတဲ့ကောတပည့်တော်တို့ခုနကပြောခဲ့တဲ့ပြန်ပြီးတော့ကြည့်မယ်ဟေ့ဆိုရင် တပည့်တော်တို့ရရှိနေတဲ့လွတ်လပ်ရေးဟာဒီစစ်အာဏာရှင်တွေကြောင့်တစ်ဖက်ပြန်လဲဆုံးရှုံးသွားတာပဲမှန်ပါဟုတ်တယ်ဗျာနော်အဲ့တော့တပည့်တော်တို့ကမလွတ်လပ်တော့ဘူးလေပညာရေးကျမ်းမာရေးစီးပွားရေးနော်ဘယ်ရေးမှမလွတ်လပ်တော့အဲ့တော့အာဏာရှင်ဟာခေါင်းနာပြေခဲ့တဲ့သူကြာကြာအုပ်ချုပ်ခြင်းနဲ့အတွက်ကြောင့်ခေါင်းစည်းမျိုးမျိုးတက်ပြီးတော့တွေးခွဲတာပဲမှန်ပါနော်ဒါကိုသိကြဖို့ရည်ကြီးတာပဲမှန်ပါအဲ့တော့ကိုယ်ကိုခိုင်းစားနေတာလားဒါကိုမြင်ဖို့ပေါ့အရင်တော့အမျိုးသားရေးဟေးဆိုတာခေါင်းနာပြေခဲ့တဲ့နော် ခုနတိုင်းတစ်ပါးတာလာပြီးတော့ကိုလိုနီပြုတ်ရာနေပြီးတော့လွမြောက်ဖို့မှန်ပါအခုမိမိတို့ကအမျိုးသားရေးဆိုတာခေါင်းစည်းတက်ထားတာပဲရှိတယ်လေမှန်ပါဗျာတကယ်တမ်းကျတော့စစ်အာဏာရှင်ကကိုယ့်ကိုခုနပြီးကလေးအတုအယောင်ခေါင်းစည်းတက်ပေးလိုက်တာခေါင်းစည်းတက်ပြီးနဖာကျိုးထိုးပေးလိုက်တာပေါ့ဒါပေါ့ခိုင်းစာချင်းလို့ပေါ့မှန်ပါတကယ်ကဒီမလွတ်လပ်အောင်လုပ်တာဘယ်လိုတွေလဲဒီအာဏာရှင်ညောင်းတပည့်တော်တို့ကနော်အာရှမှာစဆတ်ရရပညာရေးကျမရေးစီဝါရေးနော်အပေါင်းလုံးတာနေတာကိုပိုင်ချုပ်ချာအနာရီနဲ့ကပတ်ပေါ်မှာယင်ကော့ပြီးတော့ဘယ်ရလဲရေးဆိုရင် ခုနပြောတဲ့ I'm from Burma ဆိုပြီးတော့နော်ရင်ကော့ပြီးတော့တွားလို့ရနေရာကနေပြီးတော့မှန်ပါတပြည့်တို့ကကဘာပေါ်မှာသူများတွေမလုံချင်းဆုံးအညစ်ပတ်ဆုံးအန္တရာယ်ရှိဆုံးဥစ္စာတွေကိုလုံနေရတာဘလို့ကြောင့်လဲဒီကောင်းလေးကြောင့်ပဲမှန်ပါဟုတ်တယ်တို့တို့မျက်နှာငယ်တွားကြရတာမလွတ်လပ်တဲ့လူမျိုးဖြစ်သွားတာစစ်ချုပ်မဟုတ်ဘူးပြန်ရောက်သွားကြရတာသူတို့ကြောင့်ပဲမှန်ပါအဲ့တော့တကယ်အမျိုးသားကြီးအစ်စ်ဟေ့ဆိုရင်ဒီမျိုးသားလုံးကိုဒုက္ခပေးနေတဲ့ဒီစစ်အာဏာရှင်တွေကိုတော်လှန်ရမှာပဲမှန်ပါဗျာ တမျိုးသားလုံးကိုဒုက္ခပေးနေတဲ့အာနာရှင်နဲ့ပေါင်းနေရေးဆိုတဲ့ကောဒါဟာမျိုးသားတစ္ဆာပေါ့ပဲမှန်ပါဒါကတို့ကောင်းစီကနေပြီးတော့မျိုးဘယ်လိုပဲမျိုးသားရေးလို့ကောင်းစီတက်တာတက်တာမှန်ပါဒါကိုမျိုးသားတွေရဲ့ပညာရေးကျမ်းမာရေးစီဝါရေးဆက်ဆက်ရရနော်ဒီအာနာရှင်တွေကြောင့်ဒီမိစ္ဆာစစ်တဲ့ကြောင့်ဆုတ်ယုတ်သွားတာသိပါလေရဲ့နဲ့နော်စစ်တက်ကခိုင်းထားတဲ့အတိုင်းဒီပြည်တော်တို့နိုင်ငံသားတွေရဲ့အချင်းချင်းကြားထဲမှာနော်ပမာဏနဲ့တိုင်းသားတွေအချင်းချင်းကြားထဲတွေ့ပွဲအောင်အမုန်းတရားတွေဖြစ်နေအောင်မှန်ပါနော် ဘာနာပြခဲ့တဲ့တပည့်တော်တို့နိုင်ငံသားတွေအားလုံးလွတ်လပ်စွာကိုယ်ွယ်ယုံကြည်ကြတဲ့ဘာသာတွေရဲ့တစ်ခုနဲ့တစ်ခုယာထဲမှာမှန်ပါဟုတ်တိခွဲတာမုံတရားတွေဖြစ်အောင်လုပ်တာပဲတကယ်တမ်းကျတော့တပည့်တော်တို့နိုင်ငံသားတွေအားလုံးကလွတ်လပ်ရေးအတူတူယူခဲ့ကြတာမှန်ပါဘာရပေါင်းသူလူမျိုးပေါင်းသူနော်အကုန်လုံးတိုင်းရင်းသားကောင်းသောအကုန်လုံးဒီလွတ်လပ်ရေးကိုရအောင်တိုက်ယူခဲ့ကြတာမှန်ပါဗျာလွတ်လပ်ရေးရပြီးကမှကိုယ်တကပြောခဲ့တဲ့နော်အာငါတို့ကအရေးကြီးတယ်ဗမာအရေးကြီးတယ်ငါတို့ဗုဒ္ဓဘာသာကအရေးကြီးတယ်ဟေးဆိုတာဟာ အာနာရှင်နေလို့တာဗျာမှန်ပါဗျာကျန်တဲ့လူတွေကဘယ်လိုမှဒီလိုမျိုးမရှိဘူးမှန်ပါနော်ဒါကိုသိကြဖို့အရေးကြီးတယ်အဲ့တော့ဘုံရန်သူကလုံနေတာလို့သိတော့မှတပည့်တော်တို့ကဘုံရန်သူကိုရှင်းရင်းလင်းလင်းပယ်ရှားနိုင်မှာပေါ့မှန်ပါအဲ့တော့မသိပဲနဲ့ဘုံရန်သူကကောင်းသီးချပေးထားတဲ့အောက်မှာတပည့်တော်တို့ကလိုက်ပြီးတော့အာသူခိုင်းတဲ့အချိန်လိုက်ဟောင်းနေတဲ့ဖြစ်ဆိုရင်ကိုယ်အစဉ်ကဘယ်အစဉ်ဖြစ်သွားမှာလဲမှန်ပါဗျာမှန်ပါဟုတ်တယ်အခုစဉ်းစားဖို့အရေးကြီးတယ်မလုံနေတဲ့အရေးကပါလေ တကယ်ငါတို့တိုင်းသူပြည်သားတွေဘုံရန်ဘုံရန်တို့ကဘလူလဲမှန်ပါဒီတိုင်းပြည်ကဘာကြောင့်နှိမ့်ကြသွားရတာလဲနော်ခေါင်းကပြေကလေးဆက်ဆက်ရရတာပြီးတော့တပည့်တော်တို့ကကောင်းမွန်ရင်ကော့နေတဲ့အချိန်မှာဒီကနေပြီးတော့ဇောက်ထိုးတရိပ်ရိပ်ပြန်ဆင်းသွားရတာဘလူတွေကြောင့်လေမှန်ပါနှစ်သက်စစ်တဲ့ကြောင့်ဆိုတာဆင်းနေတာပဲမှန်ပါဗျာဒါကြောင့်မလို့သူ့ကိုတပည့်တော်တို့ကခေါင်းကပြေကလေးနော်စစ်တဲ့ဟေးဆိုတာစစ်တန်းလျားမှာ တိုင်းပြည်ပြည်သားများရဲ့အသက်အိုးရင်စီးစိမ်ကိုကာကွယ်စောင့်ရှောက်တယ်ဟေ့ဆိုရင်တပည့်တော်ကဘာအထူးပြောနေကြမလို့ဘူးလေမလို့လေမမဘာလို့ဆိုသူ့လို့သူလောက်တာဟုတ်ဗျာမမဗျာနော်အခုကသူ့လို့သူလောက်တာမဟုတ်ဘဲနဲ့အခုတပည့်တော်တိုင်းပြည်ပြည်သားများရဲ့အသက်အိုးရင်စီးစိမ်တွေဖြည့်ဆည်းတယ်လင်ကြီးတွေနဲ့ဘုံကျဲတယ်စေယုံတွေနော်ကျောင်းတွေဖုန်းကြီးကျောင်းတွေနော်ဖေးနေမှမချမ်းမမနေ့စဉ်နဲ့မြန်တည်ကြည်နေကြရတာမမဒီမြင်ကွင်းနေရာပြန်ကြည့်ရင်တပည့်တော်တို့ကအင်္ဂလိပ်တို့ဂျပန်တို့ကတော့မအဲ့လိုမစိုးဘူးမစိုးခဲ့ဘူးလေမမအဲ့ဒါအခုကဒီထက်စိုးတဲ့အခြေအနေဖြစ်နေတာ မရင်တော့ခုနကပြောခဲ့တဲ့နော်ကျောင်းသားကြီးတွေပြီးတော့ဥပ္ပိစာရတို့ဆရာတို့ဥဒမတို့မန္တလေးကတန်ခါဓမ္မကြီးတို့ညာမျိုးဓမ္မကတို့ညာမျိုးဓမ္မကတို့သူတို့တွေတော်လန်ခဲ့ကြတာရှေ့ဆိုတာကိုတိုင်းပြည်ကိုကျွန်လာပြုတဲ့နော်ကိုလိုနီလုတ်ထားတဲ့လက်အောက်ကလွတ်မြောက်ဖို့ဟေးဆိုပြီးသူတို့လုတ်ကြတာသူတို့ရဲ့မျိုးသားကြီးရမမအားမန္တလေးမှာအာသာနေ3ဦးကလည်းသူတို့ရဟန်းတန်ခါတွေပါခဲ့ရနော်ဗျာပါပါဗျာပါတယ်ဗျာသူကဘာလဲဥနာကပိလာမပြီးဘူးဗျာမမအခုနကဆောဆရာတော်ပြောကြတဲ့ထဲမှာ ပြောလိုက်ပါမယ်ဗျာတပည့်တော်ရဲ့ခုဖာကမီတော်ပေါ့ဖာကမီတော်ရဲ့ခုအသက်ရှိသေးတာဟုတ်အဲ့သူပြောတယ်ဗျာဘာပြောလဲဆိုတော့ခုလက်ရှိခုအာနာရှင်နဲ့သူတို့ဂျပန်ခေတ်သူတို့ကဂျပန်ခေတ်တွေကိုဝီခဲ့တယ်ဗျာဖက်စစ်တွေကိုအမှန်ပါပြီခဲ့တော့အဲ့ဒီဘာသူပြောတဲ့စကားရှင်းတယ်ဗျာသူတို့ဖက်စစ်တုံးဟာတဲ့ပြည်သူပြည်သားတွေရွာတွေကိုဘုံကျဲတာလည်းမရှိဘူးမီးရှို့တာလည်းမရှိဘူးမမဒါနဲ့သူတို့တော်လန်တဲ့လူကိုလှုပ်ထားလောက်ပဲရှိတယ်အဲ့ဒီခုလို့ ပက်ဆက်အောက်တန်းကြတာမရှိဘူးတဲ့ခုကောင်တွေကြတော့ဘာပြောဆိုတော်တော်ပက်ဆက်အောက်တန်းကြရတယ်အောက်တန်းကြရမှာနည်းနည်းအောက်တန်းကြရမှာမဟုတ်ဘူးခုသူကဖက်စစ်တယ်ကိုစိုးတယ်လို့ပြောတယ်ဗျာတကယ်ထူးမြတ်တဲ့အနှစ်သာရရှိတဲ့လူတိုင်းလူတိုင်းရဲ့နှလုံးသားထဲမှာမိမိရဲ့တိုင်းပြည်ချစ်စိတ်တွေကိုမိမိကိုယ်ကိုမိမိနှိုးတော်နိုင်တော့တဲ့ဒီဟောဟာရကိုအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့သမိတ်သာစစ်ဘလူးတို့ရဲ့အသုံးချခံဖြစ်နေတဲ့မဘာသာအဖွဲ့အစည်းက မောင်ပိုင်စီးပြီးတော့မှအမျိုးသားရေးစိတ်သက်အမျိုးသားရေးစိတ်သက်ဆိုပြီးတင်းတင်းပြောနေကြတာဒီနှစ်တွေ့ရှိကြရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအမျိုးသားရေးစိတ်သက်အမျိုးသားရေးဆိုတဲ့ဟောဟာရကိုသမိတ်စာစစ်ဘလူးတွေကလည်းပဲခိုးယူသွားကြတယ်။သမိတ်စာစစ်ဘလူးအောက်ဆွဲတွေကလည်းပဲအခုမဘာသာလိုဖွဲ့စည်းတွေကလည်းပဲခိုးယူသုံးဆွဲခဲ့ကြတာပဲဖြစ်ပါတယ်။တိုင်းသူပြည်သားတွေပိုင်ဆိုင်တဲ့စစ်တပ်ကိုလည်းပဲ မြို့သားရေးဆိုတဲ့ဝါဟာရကိုခိုးယူခဲ့ကြသလိုဒီဤသူပြည်သားတွေပိုင်ဆိုင်တဲ့ဤသူပြည်သားတွေရဲ့ဘန္ဒာတွေနဲ့ထောက်ပံ့ပြီးတော့မှဤသူပြည်သားတွေရဲ့ဘန္ဒာတွေနဲ့ဝယ်ယူထားခဲ့တဲ့စစ်လက်နက်ပစ္စည်းကအစစစ်တပ်တခုလုံးကိုလည်းပဲဒီအာနာကိုမတရားဆုတ်ကန်ကျင်ကြတဲ့စစ်မိတ်ဆာစစ်ဘလူးဖက်စစ်စစ်တပ်မရင်းတပ်ကနေတက်လက်ခိုးယူသုံးဆွဲနေကြတာဆိုတာကိုသူတို့လေးလာတွေ့ရှိကြရတာပဲဖြစ်ပါတယ်။ဒါကြောင့် ဒီလေလာမှုတွေနဲ့အတူမိမိတို့ကိုယ်တိုင်လည်းပဲမှန်ကန်အောင်စဉ်းစားတွေးခေါ်ချင့်ချိန်ပြီးတော့မှအရမဝါဒီစိမိတာစစ်ဘလူးနဲ့အမျိုးသားရေးမျိုးသားရေးဆိုပြီးတော့မတမ်းမရပြောနေကြတဲ့မဘာသာအမျိုးရုပ်တွေကိုတွန်းလှန်ဖယ်ရှားနိုင်ကြပါစေကြောင်းပြောကြခြင်းနဲ့ဒီတင်ပြချက်ကိုညီကုန်းကပ်အဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်